အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ20ရက်အင်္ဂါနေ့နေ့ခင်းစီရီသတင်း36မြောက်ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မငွေတိုင်းခံကောင်းမြို့နယ်တဲဘူးရေချောင်းတက်ခိုက်မှုပြုလုပ်ဖို့ရှိနေပါတယ်ကြောက်ထုတ်ခြေဆိုင်အမှတ်368အမြောက်တက်ရင်ကနေလက်နေကြီးနဲ့ထင်ရမြင်ရပြစ်ခတ်တိုက်ခိုက်နေတယ်လို့အညာ900တဝိုက်ကိုလည်းဒရုန်းနဲ့ဘုံချတိုက်ခိုက်နေတာဖြစ်ပါတယ်အမြောက်တက်ကဖြစ်တာဆိုရင်အနေဆုံးလက်နေဟာ120မမအမြောက်ပဲဖြစ်ပါတယ် ဘာလို့လဲဆိုတော့အမြောက်တက်ရေးတွေမှာ120မမအပေါ်သားအမြောက်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ဆိုပါအမြောက်တက်တဲ့ကအင်အား90နီးပါးရှိတဲ့စစ်ကြောင်းတစ်ခုအောင်ကံကြီးဘက်မှာရောက်ရှိလှုံ့ရှားနေတယ်လို့သိရှိရပါတယ်။ဂျမန်နေနေကမှာအခုတ်ဘူးခြေဆိုင်အမတ်တရတဲ့ခြေမြန်တက်မှဌာနချုပ်ထဲကနေပါရာမော်တာဆက်တက်လေဒီနစီမြေခြေဘက်ကိုဘုံကျဲတိုက်ခိုက်မှုပြုလုပ်ထားတာရှိခဲ့ပါတယ်။ညောင်းတစ်ဖက်ကထောက်ချပေးရွာကိုတိုက်ခိုက်ထားတာဖြစ်ပြီးအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပေမဲ့နယ်မြေကန်လူလူအထိခိုက်မရှိဘူးဖြစ်ပါတယ်။ရှမ်းမြောက်မှာဒေချောင်းတိုက်ခိုက်မှုအနည်းငယ်ရော့ကျလာတဲ့အောင်ရှိပေမဲ့တပိတ်ချင်းနယ်မြေကို ဇက်တိုက်တိုက်ခိုက်လျက်ရှိပါတယ်။နေကြနွယ်ယုံချောင်းကြီးဇေယျကွင်းဖက်တွေဟာလေချောင်းတံကိုခံရဆုံးဖြစ်ပါတယ်။ဝတ်တိဖက်ရှင်နဲ့မြင်းကလေးရုပ်ဖက်မှာကာဝေးအင်အားစုတွေရဲ့စီးရွှေပြောင်းမှုတွေရှိနေတဲ့ဆိုတဲ့သတင်းတရရရှိထားပုံရပါတယ်။ဒါ့ပေမဲ့လေချောင်းကျင်းမတ်တွေဟာစစ်ဆောင်စခန်းနဲ့ကြီးရွာတွေကိုတိုက်ခိုက်နေတာကိုပဲတွေ့မြင်ရပါတယ်။ကချင်ပြည်နယ်မာစီမြို့ဟာယခုနှစ်ဇန်နဝါရီလတည်းက PIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းအဖွဲ့တွေတိုက်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ ဒေချောင်းတိုက်ခိုက်မှုပြုလုပ်ခံရတယ်လို့ပြောနေကြတဲ့အမှတ်319ချင်းမြန်တန်ရဲမှာလည်းအကြမ်းဖက်ဆက်သားတွေမရှိတော့ဘူးဖြစ်ပါတယ်။ဇမန်လေးကအမှတ်319ချင်းမြန်တန်ရဲကိုဒေချောင်းကနေမှာကျဲတယ်ဆိုတဲ့သတင်းတွေတက်လာလို့ရှင်းပြရခြင်းဖြစ်ပါတယ်။ဇမန်လေးမနေ့မှာတော့ဖားကန်ကိုဥတီနေတဲ့စစ်ကြောင်းရဲ့အရှိရန်တဟောင်းတရားညီတော်မှာပြန်ရင်ကချင်းလွမြောက်ရင်တက်မတော်ရဲ့စောင့်ကြိုတိုက်ခိုက်မှုကြောင့်ခြေစစ်ရတ်တက်နေရတယ်ဆိုပေမဲ့ဇမန်လေးညပိုင်းမှာနိုင်ငံဝန်ကြီးထိပ်ပြမှုရှိလာတာကိုတွေ့ရပါတယ်။ ဖားကန်တမစကန်ကိုလက်နေကြီးနဲ့သုံးရင်ပြစ်ကူပေးထားရသလိုနှုံးခင်းမဆွရန်အကျဉ်းစကန်ကနေလည်းလက်နေကြီးပြစ်ကူပေးနေရတယ်လို့သိရှိရပါတယ်။တမန်နေ့ကတော့ရန်ကုန်ပြည်လမ်းတိုင်းဝင်းတင်လာတွေတည်ဆောင်လာတဲ့စစ်ရင်တန်းရှစီပြည်ဘက်ကိုထွက်ခွာသွားတာရှိပါတယ်။လာတင်လမ်းကြောင်းဟာဘာထုတမျိုးထဲမှာသာရှိတာဖြစ်ပြီးပြည်ကနေဆက်မတက်ခဲ့ဘူးဆိုရင်တော့ဘရောင်းတက်နယ်ကအဖွဲ့ကြီးရိုးပေါ်ကိုလာစီတက်ရမယ့်အခြေအနေရှိနေနိုင်ပါတယ်။ ကြီးခဲ့တဲ့ရက်ညအောင်မြို့နယ်ကအတရားဓမ္မဆွဲခံနိုင်ရတဲ့ဒေသခံ၅ဦးဟာမိတီတော်မိုးဆွေခြေဆိုင်အမှတ်နဲ့တက်မလို့တန်းမြင့်လေးချင်းအကြောင်းကိုအဖို့ခံလိုက်ရတာဖြစ်ပါတယ်။ဆိုပါတင်နန်းကျောင်းကိုလည်း2020ဝင်းကျင်ကကတင်နန်းတရင်ရောက်ရှိခဲ့မှုပါတယ်။ဂျင်မနာတောင်ကျုံလမ်းပေါ်မှာအခြေပြုထားတာဖြစ်ပြီးတင်မောင်ကိုနဲ့ RK ခိုင်နဲ့တက်ဖြစ်ပါတယ်။အခုစစ်မှတ်ပြင်ထန်နေတဲ့ဗမော်ခြေဆိုင်အမှတ်27စစ်စင်ကိုကဲမှုဌာနချုပ်ဟာ2023ဝင်းကျင်တုန်းကအဆိုပါတင်နန်းကျောင်းမှာတမအဆင့်တိုက်ပွဲဝင်မှုမှန်တင်နန်းတက်ရောက်ခဲ့ရပြီး ရဖိလိုခေါ်တဲ့၎င်းတင်တန်းတက်ရရင်ပတ်စံတွေကုန်ပြီးဝဲပြကျသွားကြပြီမဲ့ဆရာသမားတွေကတော့တောင်ကျုံနဲ့မကွေးစစ်ကယ်တွေရရင်ထောသွားကြပါသေးတယ်။အမန်နေတမ်းတော့တမ်းမြင့်လေးကြီးအကြောင်းမှာရုရှားနည်းပညာနဲ့ဆောက်လုပ်ထားတဲ့ချိန်မောင်းဝင်းဝင်းလေးကြီးအဝင်းတစ်ခုကိုအဲ့ဒီချိန်ငယ်တွေကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီးအကြမ်းဖက်တင်တန်းနဲ့အထူးတပ်ဖွဲ့တင်တန်းတွေကိုပါတင် जा ပေးတာဖြစ်ပါတယ်။ကိုင်းဝဲရဒေတာတနင်္လာညမြို့နယ်ဘန်းလမုတ်ကျေးရွာကိုစစ်ကောင်စီအားဒရုန်းနဲ့ဘုံချတိုက်ခိုက်နေတာနှစ်ရက်သက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ဂျမန်နေ့မနေ့ကလည်းဘန်လမိုခြေရွာလမ်းလုံးကိုပြစ်ချတိုက်ခိုက်ခဲ့ပြီးကားလမ်းပေါ်ကြားရောက်ပောက်ကွဲခဲ့ပေမဲ့အထိခိုက်မရှိဘူးဖြစ်ပါတယ်။၎င်းခြေရွာနီးမော်တုံးရွာမှာတော့နယ်မြေကန်အမှတ်36အမြောက်တိုင်ရင်ရှိပြီးအဲ့ဒီတပ်ကနေတိုက်ခိုက်နေတာဖြစ်ပါတယ်။အဆိုပါဒေသမှာပြီးခဲ့တဲ့မလကစပြီးညောင်ရွာပါဝင်ခြေရွာတချို့မှာစစ်ကြောင်းငယ်တွေတပ်ဆွဲအခြေပြုလာခဲ့တာဖြစ်ပါတယ်။မန်လေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းနဲ့ထန်းစင်မှလုံခြုံရေးစခန်းတိုက်ပွဲဂျမန်နေ့ညနေကထိလက်နက်မချသေးသလိုကာကွယ်ရေးအင်အားစုတွေဇက်ကလည်း ရေချောင်းတိုက်ခိုက်မှုကြားကနေဝိုင်းဘတ်ပိတ်ဆို့ပြီးတိုက်စစ်အရှိန်မြင့်နေလဲဖြစ်ပါတယ်။ဝဲလူရဲစခန်းမှာဥဆောင်နေတာကတောင်တွင်းခြေဆိုင်အမှတ်ခွန်ဆေးခြေကန်လက်ကျင်တပ်ကဗိုလ်ကြီးတယောက်စုစုပေါင်းအင်အား33ယောက်နဲ့ခံစစ်ဆင်နေတာဖြစ်ပြီးခြားစင်မှာစခန်းမှာမိထီလာခြေဆိုင်အမှတ်1တမတော်ကြီးသားဆက်ယုံကဗိုလ်ကြီးတယောက်ဦးစီးပြီးအင်အား20နဲ့ခံစစ်ဆင်နေတာဖြစ်တယ်ဆိုတော့ခြားစင်မှာစခန်းကိုအရင်ဆုံးရလိုက်ရရလိမ့်မယ်လို့သုံးသပ်ရပါတယ်။အဆိုပါစခန်းတစ်ခုကိုအင်အားတရာဝန်ကြီးကရှိတဲ့စစ်ကူစစ်ကြောင်းဟာ ဇီယွာနဲ့မြောက်ရီပါဝင်းကျင်မှာကာဝေးတပ်ဖွဲ့ရဲ့စောင့်ကြိုတိုက်ခိုက်ထားပါတာကိုခံလိုက်ရပြီးစစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြတ်သွားသည့်အထိချိန်မုံလိုက်နိုင်ပုံရတယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။ဂျမန်နဲ့မနဲ့9နိုင်မှာတော့နေပြည်တော်ကိုစစ်ခေါ်ထားတဲ့တိုင်းနယ်ပြည်နယ်ဝင်းကြီးချုပ်တွေနဲ့ကက်ဘိနက်အစည်းအဝေးပြုလုပ်ပါတယ်။ဇူလိုင်လဟိုမှာအစိုးရဖွဲ့နေရာတွေအချင်းပြောင်းလုပ်ဖို့ရှိပါလိမ့်မယ်။ချမ်ဖို့စိန်ငတိတွေကတော့ကိုယ်စလဲလောင်းနေရွေးချယ်နေကြပြီဖြစ်ပါတယ်။ဒီတစ်ခါရွေးကောက်ပွဲဖြစ်ရင်လည်း အာမဖြစ်သေးပါဘူးဆိုပြီးနောက်တစ်ချိန်အာနာပြန်သိမ့်ရင်သိမ့်နေအောင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရ